ိုင်းပြည်ရဲ့သက်တော်63နှစ်အရွယ်မေတော်ကြီးအောင်ဘန်ကောက်မြို့တော်ကစေယုံတခုမှာအော်တိုဗာလ24ရက်ညပိုင်းကကံကုန်သွားခဲ့တယ်လို့ဒေါ်ဝင်အိန်တော်ရေးရာဌာနကထုတ်ပြန်ခဲ့ပါတယ်။ထိုင်းပြည်ဟောင်းဘူမီဘောရဲ့မိဖုရားကောင်ကြီးဖြစ်ခဲ့သူစီရီကတ်ဟာ2019ခုနှစ်ကစလို့ပြင်းထန်ပြီးရှုပ်ထွေးတဲ့ယောဂမျိုးစုံကိုခံစားနေကြရတာကြောင့်စေယုံမှာပဲအနေများခဲ့သူပါ။ဒီလထဲမှာတော့သူဟာသွေးထဲကိုပိုးမွှားဝင်ရောက်တဲ့ပြဿနာတစ်ခုကိုပါကြုံတွေ့ခဲ့ရပါတယ်။ သူဟာထိုင်းရဲ့နတ်ဆက်သက်အရှိဆုံးဘုရင်ဖြစ်တဲ့ဘူမီဘောနဲ့1950ပြည့်နှစ်မှာထိမ်းမြလက်ထပ်ခဲ့ပြီးမိဖုရားကောင်ကြီးဘွဲ့ကိုခံယူခဲ့ပါတယ်။ဘုရင်ဘူမီဘောကတော့2016တုန်းကအသက်88နှစ်အရွယ်မှာကံကုန်ခဲ့တာပါ။လက်ရှိထိုင်းဘုရင်မဟာဘဂျီရာလောင်ကွန်းကမိခင်ဖြစ်သူရဲ့နာရီကိုနိုင်ငံတော်ဇာပနာအဖြစ်ကျင်းပစေဖို့ညွှန်ကြားထားပါတယ်။စီရီကစ်ရဲ့ကျဉ်းကျံရုပ်ခဏကိုဘန်ကောက်မြို့မှာရှိတဲ့နန်းတော်တွေကခန်းမဆောင်တစ်ခုမှာလက်တလောထားရှိမယ်လို့လည်းသိရပါတယ်။ ။ဒေါ်ဝင်မိသားစုထဲမှာတော့မဲတော်ကြီးကွယ်လွန်မှုအတွက်အဝမ်းနဲ့ကြေကွဲမှုကာလကိုတစ်နှစ်ကြာသတ်မှတ်ထားမယ်လို့လည်းဆိုပါတယ်။ထိုင်းဝန်ကြီးချုပ်အန်နူဒန်ချန်ဗီယာကူဟာအခုသတင်းပတ်ကောက်မှာမလေးရှားကိုတွားရောက်ပြီးအရှေ့တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့စီစဉ်ထားပေမဲ့အခုနာရီကိစ္စကြောင့်ခရီးစဉ်ဖြတ်သိမ်းလိုက်ပါတယ်။ဘူမီဘောနဲ့အစီရီကတ်တို့ဟာပြင်သစ်နိုင်ငံပါရီမြို့တော်မှာဂီတပညာသင်ကြားရင်တွေ့ဆုံခဲ့ကြတာပါ။အဲ့ဒီတုန်းကအစီရီကတ်ရဲ့ဖခင်ဟာ ပြင်သစ်နိုင်ငံဆိုင်ရာထိုင်းတန်အမတ်ကြီးဖြစ်ခဲ့ပါတယ်။နောက်တော့ဘူမီဘောနန်တက်ခဏီမှာသူတို့နှစ်ဦးလက်ထပ်ခဲ့ကြပြီးငယ်ရွယ်တဲ့ဇနီးမောင်နှံနှစ်ဦးဟာကဘာအနှံ့ကိုတန်တမန်ရေးခရီးတွေလှည့်လည်သွားလာခဲ့ကြပါတယ်။သူတို့ဟာ American သမ္မတ Joy Eisenhower, Britain ဘီယမကြီး Elizabeth, ကဘာကျော်အဆိုတော် Albert Presley တို့နဲ့လည်းတွေ့ဆုံခဲ့ကြပါတယ်။ Sirriket ဟာငယ်ရွယ်စဉ်အချိန်တုန်းကဝစားစင်ရမှုအစမ်းသစ်သောအမျိုးသမီးတစ်ဦးအဖြစ်လည် နိုင်ငံတကာ fashion မဂ္ဂဇင်းတွေကအချီးကျူးဖော်ပြမှုကိုခံခဲ့ရပါတယ်။ထိုင်းပြည်ဟောင်းဘူမီဘောကထိုင်းနိုင်ငံတမိုင်းမှာအလေးစားခံရဆုံးပုံကောဖြစ်ခဲ့တယ်လို့ Siri Kit ကိုလည်းမိခင်ကြီးလိုမျိုးထိုင်းပြည်သူတွေကအချစ်မြတ်နိုးခဲ့ကြပါတယ်။သူ့ရဲ့မွေးနေ့ဖြစ်တဲ့ August 12ရက်နေ့ကိုထိုင်းရဲ့မိခင်များနေ့အဖြစ်1986ခုနှစ်ကတည်းကစတင်သတ်မှတ်ခဲ့တာပါ။2008ခုနှစ်တုန်းကထိုင်းမှာရဲရုံနဲ့ပဋိပက္ခဖြစ်ရာကတည်ဆုံးခဲ့တဲ့အစိုးရစံချိန်ဆန္ဒပြသူတို့ရဲ့နာရီကို ိဖုရခေါင်ကြီးကကိုတိုင်တက်ရောက်ပြီးလူတို့ကိုစာနာမှုပြသတာမျိုးတွေရှိခဲ့ပါတယ်။စီရီကက်ဟာ2012မှာလေဖြတ်ဝေဒနာခံစားခဲ့ရပြီးအဒီနောက်ပိုင်းလူမြင်ကွင်းရှစ်ကိုမထွက်တလောက်ထိနေပါသွားခဲ့ပါတယ်။ကံကုန်ချိန်မှာတော့သားတစ်ယောက်နဲ့သမီးသုံးယောက်ကျန်ရှိခဲ့ပါတယ်ရှင်။